ကဲကျွန်မတို့ဒီနေ့ဘာအကြောင်းသွားမှာလဲဆိုလို့ရှိရင် short form to long form အဲ့တော့ short form ဆိုတဲ့စကားလုံးလေးတွေကိုကျွန်မတို့ဒီ long form အနေနဲ့လည်းသိအောင် လုပ်မယ်နားလည်အောင်လုပ်မယ်အခုတော့ဘာအကြောင်းသွားမှာလဲဆိုလို့ရှိရင်လူတွေနဲ့သက်ဆိုင်တဲ့အကြောင်းသွားမှာအဲ့တော့အဒီအရေးဒီကျမတို့ခဏခဏတွေ့နေတာဒါပေမဲ့ဒါတို့ဘလို့အတန်ထွက်မှန်းမသိရရှိရယ်နော်အဲ့တော့အဲ့လိုပြဿနာမျိုးမဖြစ်အောင်လို့ကျမဗီဒီယိုလေးကိုတင်ချလိုက်ကြည့်နော်ဘာလဲလဲနံပါတ်1က D R D R ဆိုရင် D R လို့ထွက်လား No မထွက်ဘူးသူ့ဘယ်လိုလေးတန်ထွက်လဲ Doctor Yes အဲ့တော့ Doctor ကိုဘယ်လိုပေါင်းလဲ D O C T O R Doctor တွေ့ရလူတိုင်း Doctor လိုက်ခေါ်လို့ရလားမရဘူးနော်တွေ့ရလူဟဲ့ Doctor ဟဲ့ဟိုက Doctor မရဘူးနော်ဟလာဆင်မောက Doctor ခေါ်လို့ရလားမရဘူးနော်ဆရာဝင်သူမဟုတ်ဆရာဝင်ထက်ဆရာဝင်မဟုတ်ဘဲနဲ့လည်းဒေါက်တာဘွဲ့ရထားတဲ့သူတွေရှိတယ်เนาะအဲ့လိုမျိုးလူတွေလည်းဆမတော့ဒေါက်တာလို့ခေါ်လို့ရတယ်เนาะ အဲ့တော့ဒေါက်တာဆိုလို့ရှိရင်ကျမတို့ဆရာဝင်လို့သတ်မှတ်တယ်ဒါမဲ့ဆရာဝင်မဟုတ်တဲ့ဒေါက်တာတွေလည်းရှိရယ်နော်နောက်တစ်ခုအမ်မအမ်မဆိုတော့ဗါလဲမစ္စတာမစ္စတာယက်ယောက်ျားလေးလားမိန်းကလေးလားယောက်ျားလေးယက်စလုံးပေါ့ မမ SCE ဆမ်မရိုစီမအူးလို့မောင်းလို့တက်ခေါ်တယ်လို့ညို့ပဲအင်္ဂလိပ်စာမှာ hello mr အဲ hello mr kai hello mr thomas hello mr uh aaron ဒါမျိုးပေါ့ hello mr austin hello mr max ဒါမှဆမ်မရှိရဲ့လူတွေကိုယူလိုက်တာနော်ဟုတ်လားအဲ့တော့ mr နော်အဲ့တော့ miss mrs ကိုဘယ်လိုတန်ထွက်မလဲဆရာလဲခေါ်လို့ရတယ်လို့တော့မဟုတ်မောင်းတို့ဦးတို့အဲတက်ခေါ်တာလည်းဖြစ်နိုင်တယ်နော်နောက်တစ်ခု mrs Yes, hello. Am I L S U S? Am I S S U S? Mrs. E S. U S. ကိုနည်းနည်းလေးအချို့ကလွဲတာသည် mistress လို့သုံးကြတယ်เนาะဒါပေမဲ့ mistress လို့သုံးတာသည်အငဲအနှောင်းဆိုတဲ့အဓိပ္ပာယ်လည်းရှိနေတာမို့လို့ဆင်မအဲ့စကလုံးကိုမသုံးချင်ဘူးเนาะမကောင်းတဲ့စကလုံးထဲမှာပါလို့အဲ့တော့သူ့ကိုအတန်ထွက်ပဲဆင်မတို့အဓိကထားပြီးတော့လေ့လာမယ်အဲ့ဒါသည်ဆင်မတို့အိမ်တောင်တဲ့အမျိုးသမီးကိုပြောတာเนาะအိမ်တောင်တဲ့အမျိုးသမီးကိုဘယ်လိုခေါ်လဲ mrs လို့ခေါ်တယ်เนาะဟာအိမ်တောင်ရှင်အမျိုးသမီးလားအမျိုးသားလား ်မျိုးသမီး yes အိမ်ထောင်ရှင်အမျိုးသမီးเนาะလက်ထပ်ထားတဲ့အမျိုးသမီးကိုစင်မတို့ဒီ Mrs လို့ခေါ်အောင်ပါချဲဆိုလို့ရှိရင်လက်ထပ်ပေးသားဒါဆိုရင် Mrs Nan လို့ခေါ်လို့ရเนาะအပြိုလေးတွေသွားခေါ်လို့မရဘူးเนาะဟလာအင်္ဂလိပ်စာမှာလည်းအဲ့လိုအသုံးနှုန်းတွေခွဲရသေးတယ်เนาะ MS Miss M I M M I S S Miss ဟာကြားဘူးလားအာအလှမယ်လေးလေအပြိုလေးလေအဲတို့တွေဆရာတို့ဘယ်လိုခေါ်လဲ Miss အဲ Miss တဲဆူညင်အဲပြီးွား Miss Sophia အခု Miss Grandma နာမည်ကြီးနေဆရာမတည့်ရနှစ်ယောက်ပေါ့နော်အဲ့တော့ Miss နော်အပြိုလေးတွေမို့လို့နော်အိမ်တော်တဲမဟုတ်ဘူးနော်အဲ့ဒါဆိုကျွန်တော် Miss လို့ခေါ် နောက်တစ်ခု PROF ဒါဆိုရင်ဆီမကဒါကိုအိန္ဒာအအပြိုလို့ဆီမကောင်းစင်တက်လိုက်မယ်เนาะအပြိုလေးတွေကိုဆီမတို့ဒီဘယ်လိုခေါ်လဲ miss လို့ခေါ် PROF professor professor yes PROF E S S O R yes professor ကတော့ professor ဆိုတာဒီပါမောက်ခကိုခေါ်တာပေါ့เนาะကဲပါမောက်ခရေးခြင်းသေးလားပါမောက်ခ ပါမုခပါမုခလို့ခေါ်နော်ပါမုခဆိုပရိုဖက်ဆာပါမောက်နော်မအရေးချကတ်တက်နော်ပြီးတော့မှခါကိုရေးခအဲ့ဒါက GOV Government Yeah G O V E R N M E N T Government Yes Government ဆိုတာကျမတို့ဒီအစိုးရလို့ပြောတာအဲဥက္ကဋ္ဌ အစိုးရနော်နိုင်ငံတနိုင်ငံကိုကျမတို့အုပ်ချုပ်တဲ့လူပေါ့အဲ့ဒါနိုင်ငံတနိုင်ငံအုပ်ချုပ်တဲ့အဖွဲ့အစည်းကိုကျမတို့အစိုးရလို့ခေါ်တယ်အဲ့တော့အစိုးရမှာလူတွေအများကြီးလည်းပါနိုင်တဲ့အဖွဲ့အစည်းတွေလည်းအများကြီးပါနိုင်တယ်နော်ဒါကနိုင်ငံတိုင်းလိုလိုမှရှိနောက်တစ်ခု SR Authority Supervisor မဟုတ်ဘူး senior yes senior ဆိုတာဒီကျမတို့တက်ဘာလို့ပြောရလဲဆိုတော့ကြီးရဲ့သူကိုပြောတာအဲ့ဒါဆို senior လို့ခေါ်တယ် senior level ဆိုလို့ရှိရင်ကျွန်တော်အမြင့်ပိုင်းကိုပြောတာဒါဆိုရင် JR ဆိုရင်ဘာဖြစ်မလဲ junior yes G U N I O R junior ကြားဘူးလားဟာ junior Ronaldo တို့ကြားဘူးလား junior Cristiano Ronaldo တို့သူ့သားလေးကိုလေ junior လို့ခေါ်ထားတာ junior ဆိုတဲ့အဓိပ္ပာယ်ကပါလဲငယ်လေးလို့ပြောတာအ Cristiano Ronaldo ရဲ့ပါလဲနေရာကိုဆက်ခံမဲ့နောက်တစ်ယောက်ပေါ့ဟုတ်လားနော်နားပြီနော်နားလဲပြီနော်ကဲဒါဆိုရင်ပြော့ ဒါနေမကောင်းတော့ဒေါက်တာကျော်ကအမြဲကူညီပေးတာဒါနေမကောင်းတော့ဆိုစမတ်ဒပရေရှင်းရဝမ်းနဲ့ဆက်ချင်တယ်ပြော when i am sick ဒါကအမြဲနဲ့လုပ်ပေးတဲ့အရာဖြစ်လို့စမတ်ရိုးရိုးပါဝမ်းမဲ့သုံးမယ်နော် when i am sick ဒေါက်တာကိုအတူပဲရေးမယ်နော်ဒေါက်တာကျော် always ကုညီပေးတာလား help me help my အဆေးရမယ်နော်ဒါကြောင့်တယောက်တည်း always ကိုသွားကြည့်လို့မရဘူး ငါကိုဆိုတော့ me အဲ့တော့ when i'm sick doctor jaw always helps me ကျွန်တော် professor ဦးတန်းကိုတွေ့ပြရစေတွေ့ပြရစေဆိုရင်ဆရာမတို့ဘယ်လိုပြောမလဲ may i ဘယ်လိုသုံးလဲ may i may i see professor ကိုဆရာမတို့အတူကောက်ရေးမယ်ရှင်နဲ့အကြီးနဲ့ရေးမယ်နော် may i see professor အဲဦးတန်း မိုင်စီပရော်ဖက်ဆာဦးတန်ပရော်ဖက်ဆာဦးတန်လို့ဆိုမှာတော့ရှေ့ကနေဦးတို့တော်တို့ကတော့ထည့်ပေးရတယ်နော်ပရော်ဖက်ဆာကတော့ပရော်ဖက်ဆာပဲပေါမောက်ခါကိုပြောတာအရှင်မနားလဲမယ်နော်ဒါတွေသိထားမှရမယ်နော်